ဆိုရှယ်မီဒီယာပေါ်မှာမြန်မာတချင်တွေကိုရီးယားလိုပြန်ဆိုရင်နာမည်ကြီးလာတဲ့အထိတိပြည်မြအောင်မဲမီလာဝါရှင်အခုလက်တော်မှာတော့မြန်မာတချင်ကောင်းလေးတွေကိုကိုရီးယားလိုပြန်ဆိုရင်နာမည်ကြီးလာတာကတော့မြန်မာနိုင်ငံကကိုရီးယားဆိုတော့မလေးတီတီပဲဖြစ်ပါတယ်တီတီကတော့အခုစိန်မြန်မာတချင်ကောင်းလေးတွေကိုကိုရီးယားလို cover ပြန်ဆိုရင်ပြည်ရွေအားပေးမှုတွေကိုအပြေဝရရှိနေပြီးသူပြန်ဆိုထားတဲ့တချင်ဗီဒီယိုလေးတွေကလည်းကြီးစုသူမြောက်ပြလို့နေပါတယ်ဒီနေ့မှာတော့တီတီက ဗုဒ္ဓဘုဇရိယတချင်လေးကိုကိုရီးယားလိုခေါ်ပေါ်ပြန်ဆိုခဲ့ပြီးပိတ္တရီရဲ့သဘောကျအားပေတာကိုခင်ရရပါတယ်။ဒီတရားမြန်မာတချင်လေးတွေကိုကိုရီးယားလိုခေါ်ပေါ်ပြန်ဆိုတာသဘောကျသူဖြစ်ပြီးသူကတော့တချင်ကောင်းလေးတွေဖြစ်ကြတဲ့ကြွေးကားပြည့်စည်ထွက်သက်မတိုင်မီအမေဆရဲ့တချင်လေးတွေကိုကိုရီးယားလိုခေါ်ပေါ်ပြန်ဆိုခဲ့ကအားပေးမှုတွေကိုအပြေဝရရှိနေပါတယ်။သူနေနဲ့အခုလိုမြန်မာတချင်လေးတွေကိုကိုရီးယားလိုခေါ်ပေါ်ပြန်ဆိုရမှာလူကြိုက်များနေတဲ့အပေါ်မှာလေအတတီကအခုလိုပဲပြပြလာခဲ့ပါတယ်။ ဒီတိယအခုဆိုရှယ်မှာ cover တခြင်းလေးတွေတင်တာကြည့်ပေးတဲ့လူတွေများလာတာဟာဒီတိယအတွက်တော့အချင်း event တစ်ခုပါပဲ။ဘာလို့လဲဆိုတော့ cover song ဆိုရဲ category ကိုစပြီးလောက်ခဲ့တာအလဲတန်းတွေကလို့ပြောလို့ရပါတယ်။အဲတုန်းကကြောင်းခင်းတွေမှာကြောင်းကားပေါ်မှာဆိုပြပါတယ်။ဒီတိယတခါဆိုပြမယ်ဆိုပြီးစလိုက်တာနောက်နေ့တွေလည်းဆိုပြဖို့ wind down ဆိုကြပါတယ်။အဲ့ချိန်တုန်းကတော့နိုအဖတ်တို့မယုစနာတို့မအက်ဆိုင်စီမယေပကာတခြင်းတွေပေါ့နော်အကန့်တင်းမှာလည်းဒီဒီနဲ့ ကျိုးစလိုမျိုး Lady Gaga သချင်းတွေနဲ့ Destiny Original တွေတူတူဆိုပြီးတဲ့ဖြိုစင်တန်းဆိုတဲ့တငယ်ချင်းလေးနဲ့အတူရှေစွန်တန်းအနေနဲ့တနေကုန်အော်ဆိုနေရပါပြန်ဆန်းစစ်ကြည့်ရင်ဆိုတော့ဖြစ်ချင်တာကငငယ်လေးကပါအရင်မှကမှ cover song ကိုရွတ်တတာဒါကြောင့်မို့အခုချိန်မှလည်း cover song နေနဲ့ပြန်ဆိုဖြစ်တယ်ဆိုပြီးပြောပြလာခဲ့ပါတယ် မြန်မာတချင်လေးတွေကိုကိုရီးယားလိုပြန်ဆိုရင်ပြည်သူတွေရဲ့အပြေးမှုတွေကိုအပြေဝရရှိနေတဲ့တတိယတော့သူနေနဲ့အခုလို cover ပြန်ဆိုရမှာဘာသာစကားကွာခြားချက်ရှိတာဆိုတော့အရင်အစမပြေရင်အရှင်နောက်ဝါကြတော့ဝကတုကိုပြောင်းလဲရတာမျိုးတော့ရှိပေမဲ့တချင်ရဲ့ဒီမင်းရဲ့ story ကိုလောကပြောင်းစီမဲ့စောင်းမထည့်ပါဘူးပြီးတော့မွေးရင် article ကိုအမြဲ credit ပေးပါတယ်လို့လည်းပြောပြလာခဲ့ပါတယ် အခုစဉ်ဒီဒီကပြည်ထရီယာအဘေမိုရီကိုအပြေဝါရရှိနေပြီးမြန်မာပြည်ထရီယာအဘေမိုရီကိုတမကကိုရီးယားပြည်ထရီယာအဘေမိုရီကိုပါရရှိနေပါတယ်။ဒီဒီကသူ့အဘေဝေးရပေးကြတဲ့ပြည်ထရီနဲ့ပတ်သက်ပြီးတော့လေခဘာတချင်တွေကိုဖြစ်ဖြစ်ဒီဒီကိုဖြစ်ဖြစ်အဘေချစ်ချသူများအလုံးကိုစိတ်နဲ့ကျေးဇူးတင်ပါတယ်လို့လည်းပြောပြလာခဲ့ပါတယ်။အခုစရေမြန်မာနိုင်ငံကကိုရီးယားဆိုရောမာလီဒီဒီကအာလူရဲ့ချစ်ခင်အပိမှုတွေကိုရရှိထားပြီးကိုရီးယားအခြေထိုးဖောက်ကအောင်မြင်မှုတွေရရှိနေပြီဖြစ်ပါတယ်။ ။တတိယတော့မြန်မာနိုင်ငံရဲ့ပထမဆုံးကေပေါ်အိုင်ဒေါ်ဖြစ်ခဲ့ပြီးတော်တော်ခက်ခဲတွေများစွာကိုကြုံတွေ့ရပြီးမှသူရဲ့ကြိုးစားမှုတွေနဲ့အတူအခုလိုနေရာထိရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ပါရယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသည်နဲ့တူပြန်လာခေတ်အောင်ပါဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပြည့်ချရှိမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။